တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်ချ15ရက်ကနေ21ရက်နေ့အတွင်မှာစေကူသစ်တွေအကြံဉာဏ်သစ်တွေကိုဒီအချိန်မှာလက်တွေ့ဖော်ဆောင်ရမယ်ဘဝအိမ်မဲ့သစ်တွေကိုရှင်းမှန်းချက်ထားရမယ်ဘဝပုံရိပ်သစ်တွေအတွက်ရှင်းမှန်းနိုင်တဲ့နေထားရှိသလိုရှင်ပြိုင်မှုတွေမှာအောင်မြင်ခြင်း ရှင်းဆွေးနေတာနဲ့ပုံမြင့်သောဘဝအခြေအနေတစ်ခုသောပြောင်းလဲတိုးတက်ခြင်းမိမိလွေလားချက်စံတရရွယ်ချက်တို့ကို အပင်ပန်းခံ၍ဆောင်ရွက်ရမှ ကောင်းသောအကျိုးဖြင့်ရရှိနိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစံစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။၃ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။ကောင်းသောခံတွေပွင့်ပါတယ်။တမန်ကြီးနေ့မှာအနောက်ရက်ကိုတည်သွားစေအနည်းရဲ့ရှိတတ်ပါလေ။နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြအသွမ်းလာကြည့်ဆက်ရမှာပေါ့။၁၆ရက်နေ့ကတော့ အတိုက်ခံနေကြတဲ့ဖြတ်သန်းမယ်အခက်အခဲတွေထိတဲ့ရင်ဆိုင်ပြီးနောက်ဆုံးပြိတ္တာမှာကဲ့ရတာလေးအညာဆွက်နေလက်တလုံးကြလေးလွတ်မြောက်တတ်တဲ့အနေအထားမျိုးကြုံနိုင်တယ်၁၉ရက်နေ့မှာတော့ထူးခြားတဲ့ကံမြမမှုနဲ့တွတ်တက်မှုတွေရှိတယ်လိုရာပြည့်စုံမယ်ငွေကြေးကံဘဝကံတွတ်တက်ခြင်းကိုကြုံမယ်၁၈ရက်နေ့ရှင်ပြန်မှုတွေမအောင်မြင်မယ်ဘဝတွတ်တက်မယ်ကံကောင်းမယ် တိုင်ပေနေမှာ မတော်တဆနေကြီးဆက်ရမယ်အရှင်းမြောင်ရက်ကုန်တည်သွားစဉ်အနေရှိတဲ့တဲ့မနေ့အစောကြီးလင်းနိုင်ကိုရနေ6နိုင်ကြညနေလင်းနိုင်ခွေနေညနေ6နိုင်ကြတွေမှာ မတော်ဆအနေတွေနှွမ်းမှုနေတဲ့နေ့တခုပေါ့စကောရဲ့နေ့မှာတော့ရံပတိဘက်ကတွေများတယ်ကောင်းမြောင်နဲ့ဆိုးတယ်အခက်ခဲနေတဲ့ထိတဲ့တွေ့မယ်20ရဲ့နေ့မှာတော့ အလုံးစုံစင်ပြေအောင်ဆောင်ရွက်နိုင်တဲ့ကံချင်းနေပေးမှုနဲ့တိုးတက်ခြင်းရဲ့နှစ်သာရတွေကို ရရှိသွားတယ်။ဒီတပတ်တာကာလအတွင်းမှာ တနင်္လာနေ့ကနေဗုဒ္ဓနေ့ဝေသူတွေကောင်းချိုးပေးတယ်။တနင်္ဂနွေနေ့စနေနေ့ဝေသူများကြောင့်စိတ်နောက်စစ်တွေဖြစ်တတ်ပါတယ်။နံပါတ်1ငါကိုကနဲ့နေအကျိုးပေးတာပါ။ အဝါရောင်လေးမောင်ရောင်ရွှေရောင်တို့ကိုအကျိုးပေးတဲ့အရောင်တွေဖြစ်သုံးဆွဲရမှာဖြစ်ပါလေ။ကောင်းသောကံကြမ္မာများရစေရာအဝါရောင်ပန်းဝင်တို့ကိုဖျားတင်ပြီးလိုရာဆုတောင်းမှာဆုတောင်းပြပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။